အလုံးနိုင်မင်္ဂလာပါနော်ဒီဂျစ်တယ်ဝေးမြန်မာ channel ကနေကြိုဆိုပါတယ်ခင်ဗျာ ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်ဗီဒီယိုလေးလည်းမတင်ဖြစ်တာတော်တော်ကြာပြီပေါ့နော်အခုကကျွန်တော်ကပါလောက်มาလဲဆိုတော့ဒီပုံလေးပေါ့နော်ဒီပုံလေးဒီပုံလေးကိုဒီလိုမျိုးဖြစ်အောင်ပေါ့နော်ဒီနီးလေးကဘာလုပ်လို့ရလဲဆိုရင် ကျွန်တော်တို့တွေဒီမှာ အာကျွန်တော် license ဘုံတွေပါတယ်လောက်တော့ level အောက်မှာမဲနေတာတို့အမောင်ရေးကြနေတာတို့အဲ့ဒါမျိုးလေးပါကျွန်တော်တို့လောက်လို့ရမှာနော်ဒီမှာမျက်ကွင်းညိုနေတဲ့ဟာကိုဘယ်လိုမျိုးဒီလိုမျိုးအဲဖျောက်ပြီးတော့ဘယ်လိုမျိုးလောက်မလဲပေါ့နော်ဆိုတော့လောက်တဲ့နေတွေကတော့အများကြီးလောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲပကတိပုံစံအတိုင်းလေးရဖို့ဆိုတာကတော့ကျွန်တော်တို့မစ်စနစ်ကြကြလောက်ဖို့လိုလိမ့်မယ်အဲ့ဒါကိုကျွန်တော်က ဘာကြောင့်လှုပ်ရတယ်ဘာကြောင့်လှုပ်တဲ့နေဆိုတဲ့ဟာလေးတွေကျွန်တော်တခါတယ်ရှင်းပြပါမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဒီပုံလေးကသူ့ရဲ့ original ပုံကဒီပုံလေးပါပဲနော်ဒီပုံလေးပါဆိုတော့ကျွန်တော်တို့ဒီပုံလေးကို ကျွန်တော်တို့ကဒီကနေပြီးတော့အခုကျွန်တော်ဒီကနေကျွန်တော်လေယာပွားလိုက်မယ်ဆိုတော့ဒီပုံလေးကိုအခုဒီမှာဗရက်ယူပြီးတော့စောစောကနေဒီလိုမျိုးပေါ့နော် ေးနာအသားကိုယူပြီးတော့မှဒီမှာ follow 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 မှလည်း flow မှလည်းဒီလိုမျိုးလောက်နည်းနည်းလေး short ထားပြီးတော့ကျွန်တော်တို့ဒီတိုင်းလုပ်မယ်ဆိုရင်မရဘူးလားဆိုတော့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအတရာအစ်ပုံမှာသွားလုပ်မယ်ပေါ့ကျွန်တော်တို့ဒီလိုမျိုးအဲ order လေးကိုဖြီးပြီးတော့ကျွန်တော်ပေးရအသားကိုယူယူပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလိုက်ပြီးတော့ online မယ်ဆိုရင် မရဘူးလားဆိုတော့ရတော့ရတယ်သို့တော့ဘာဖြစ်နေလဲဆိုတော့အဲပကတိအတာနဲ့မတူတော့ပဲနဲ့ဒီလိုမျိုးကြီးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော် overseas လေးမှာပြန်ပြီးတော့မှအဲ change ယူမယ်ဆိုရင်လည်းရတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အနေထားက ကောင်းမသွားဘူးပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့အခုကျွန်တော်တို့ဒါကိုကျွန်တော်တို့ကဖြတ်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော် layer ပွားတာအတိုင်းဒီ layer ကနေပြီးတော့ကျွန်တော်အလုပ်လုပ်မယ်ဆိုတော့ဒီမှာ image ထဲမှာတစ်ချက်ဝင်လိုက်မယ် adjustment တွေကိုသွားမယ် adjustment တွေကနေပြီးတော့ဒီမှာနော်ဒီကောင်လေးပေါ့ဒီမှာ shortcut key နဲ့ဆိုရင် shift control u နှိပ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီလိုပုံစံလေးဖြစ်သွားမယ်ပေါ့နော်အဲ့ခါကျတော့ filter တွေဝင်မယ် filter တွေကနေပြီးတော့ဒီမှာ order တွေကနေ hyper ကိုတစ်ချက်ယူမယ်ဒါကဘာကြောင့်ယူရလဲဆိုရင် ခုနတော့ငါပထမတစ်ဆင့်မှာကျွန်တော်တို့ဝင်လိုက်တဲ့ဟို shortcut key နဲ့ control shift control u ဆိုတဲ့ဥစ္စာကကျွန်တော်တို့ဘာလုပ်တာလဲဆိုရင်ပုံလေးကိုကြွလာအောင်လို့ကျွန်တော်တို့လုပ်တာပါနော် ပုံလေးနည်းနည်းကြွားလောင်လို့တာပါအခုကကြွားလာတဲ့ပုံရဲ့အဲပုံရဲ့အရေးသွေးကိုမြင့်သွားအောင်လို့ high pad လောက်တာပါဗောနော်ဆိုတော့ကျွန်တော်ဒီမှာဒီမှာ light chain ယူမယ်ဒီမှာဆိုရင်နှိပ်နေတယ်ဒီလိုမျိုးမြင့်မြင့်လေးရအောင်ကျွန်တော်ဆွဲယူလိုက်မယ်ဒီလောက်ထိယူလိုက်မယ်ဗျာနော် so okay ဒါဆိုရင်ဒါရင်ပြီးပြီလားဆိုတော့မပြီးသေးဘူးကျွန်တော်တို့ကာလာပါအမြင့်ဆုံးရအောင် အမြင့်ဆုံးရည်သွေးရအောင်ယူဖို့အတွက်ကျွန်တော်တို့ဒီမှာအာ branding နဲ့ branding mode နဲ့ဝင်ပြီးတော့ဒီမှာ overlay တစ်ချက်ရွေးခဲ့လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ color ကတောက်သွားပြီเนาะเนาะဆိုတော့ဒီလိုတောက်သွားတဲ့အချိန်ကျတော့မှကျွန်တော်တို့ကဒီအောက်က layer ကနေပြီးတော့ layer အသစ်ယူလိုက်မယ်ဆိုရင်ဒီကြားထဲမှာရောက်သွားပြီ okay ကျွန်တော်တို့လောလောမှာဒီ layer ပေါ်မှာအလုပ်လုပ်မယ်เนาะဆိုတော့ကျွန်တော်တို့ကဒီအပေါ်ကပုံလေးကိုပါလို့မလဲဆိုရင် create cabinet လောက်မယ်ဘယ်လိုလုပ်မလဲဆိုရင် order key လေးကိုဖိပြီးတော့ဒီကြားထဲမှာ ထောက်မောက်ကိုထောက်ပေးလိုက်မယ်ဆိုရင်ဒီလိုမြားကောက်လေးကြာလာလို့ check click လိုက်လို့ရတယ်သို့မဟုတ်ဒီ layer ပေါ်မှာ right click ထောက်ပြီးတော့ဒီမှာ create cabin mesh ဆိုတဲ့ဟာလေးတစ်ချက်နှိပ်လိုက်လည်းရတယ်တူတူပဲเนาะဆိုတော့အဲ့လိုရပြီဆိုရင် ကျွန်တော်တို့ဒီ layer အစ်စ်ပေါ်မှာအလုပ်လုပ်မယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တကယ်လို့လုံးလို့မရဘူးဆိုရင်ကျွန်တော်တို့ဒီရ option bar မှာတစ်ချက်လာကြည့်ပြီးပေါ့เนาะကျွန်တော်လုံးမှာဒီတိုင်းမှာဒီမှာ smooth မှာက temp เนาะ စမှုမှာတန်းတူမှာစမှုမှာလည်းဒီလိုနည်းနည်းရှော့လိုက်လို့လည်းရတယ်เนาะအဲဒီလောက်7လောက်ထားမှာဒီမှာကျွန်တော်တို့ဒီမှာ4လောက်ထားအောင်เนาะဘလို့မှာပါစင်4လောက်ထားမယ်အဲ5လောက်ထားမယ်ပေါ့เนาะတစ်ချက်တင်လိုက်မယ်အဲ5ရတယ်เนาะโอเคဒီလောက်ထားမယ်ထားပြီးတော့ကျွန်တော်တို့ဒီမှာဒီရဲ့ layer အစ်စ်ယူထားတဲ့ပုံမှာပဲကျွန်တော်တို့အလုပ်လုပ်မယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် ဟောတားလေးကိုဖိပြီးတော့ဒီဘေးကအသားကိုကျွန်တော်တို့တစ်ချက်ယူလိုက်မယ်ခုနလိုပဲပေါ့နော်အဲကျွန်တော်တို့ဒီလိုလောက်လိုက်မယ်ဒီလိုမျိုးလိုက်ပြီးတော့ပုတ်ပေးလိုက်မယ်ပေါ့နော်โอเคပါဒီလိုမျိုးလိုက်ပုတ်ပေးလိုက်တော့ကျွန်တော်တို့ခုနတော့ကဒီလိုမျိုးခုနအရေးသေးပုံရဲ့အရေးသေးမြင်အောင်မလုပ်ပဲနဲ့ ဒီတိုင်းလောက်တဲ့ပုံစံနဲ့ဆိုင်ရင်အများကြီးကိုကွာဟမှုကွာခြားမှု ရှိသွားပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရအောင်ဒီမှာအရာဝါနည်းနည်းလေးဖြူပတ်ကိုလိုချင်ဖြူတဲ့နေရာလေးရယူပြီးတော့ပေါ့နော်ဒီမျိုးလေးလောက်ပေးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့သူ့ရဲ့ result ကိုတစ်ချက်ကြည့်မယ်ဒီမှာနော်ဒီလိုလေးပေါ့နော်သူ့ရဲ့ဒီကောင်ကကျွန်တော်တို့ လောက်တဲ့အနေထားမှာကနည်းနည်းလေးဟိုဖြစ်သွားတယ်လို့ထင်ရင်ကျွန်တော်တို့ကတရားနေပြီးတော့ယူပြီးတော့ဒီလိုမျိုးလေးအာဟိုနေဝိုင်းနေချေပေါ့နော်ဒီလိုမျိုးလေးလောက်လို့ရတယ်နော်ဆိုတော့ဒါဆိုရင်တော်တော်လေးကိုတိတိတသာကောင်းသွားပြီလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာမျက်လုံးလေးချမ်းပေးကြည့်လိုက်မယ်လို့ပေါ့နော် Okay ဒါဆိုလို့ရှိရင်ခုနအပေါ်မှာ create clip map ဘာကြောင်းလောက်တာလဲဆိုတော့ကျွန်တော်တို့ခုနကပုံရဲ့ အရေအသွေးမြင့်အောင် ပုံလေးကြွသွားအောင် နောက်ပြီးတော့ဒီမှာပကတိပုံပြတ်မသွားရအောင် အပွားနေပြီးတော့အောက်ကိုလှမ်းပြီးတော့အဲအားဖြည့်ပေးတဲ့သဘောပဲเนาะဆိုတော့ကျွန်တော်ဒီမှာခေကပင်မတ်နဲ့အပွားနေလောက်ထားလို့ငါဒါဆိုရင်သူ့ကိုမျက်လုံးမှိတ်ကြည့်လိုက်မယ်ဘလို့ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ခုနတော့ကဒါမလုတ်ဘဲနဲ့လှုပ်ထားတကယ်သူပုံစံကြီးဒီမှာဖြူဖြူကြီးဖြစ်နေတယ်เนาะဒီမှာလဲသူ့ရဲ့ဒီမွေးညင်းပေါက်စဲပုံစံလေးကြီးအကုန်လုံးပျောက်သွားတယ်ပေါ့เนาะ ဆိုတော့ဒီမှာဒီလိုပြန်ထားလိုက်တယ်ဆိုရင်ဒါက okay သွားပြီเนาะဆိုတော့ကျွန်တော်တို့ကဒီဒီလိုလေးလောက်ရတဲ့ဟာကမလိုအပ်လို့မလိုအပ်ဘဲနဲ့ရှောက်လို့တာတော့မဟုတ်ဘူးပေါ့เนาะဒါတွေကတကယ်အဲလိုအပ်ပါတယ်ဒီဟာလေးရတဲ့အတွက်ဘုဒ္ဓအရာပြီးတော့ပညာရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်တကယ်လို့ဒီနီးလေးကမိမိတို့အကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ အဲအားပေးခဲ့ပါအောင်လို့တောင်းဆိုပါရစေဆိုတော့ကျွန်တော်တို့ကဒီပုံစံနဲ့ပဲကျွန်တော်တို့ဒီပုံစံမျိုးနဲ့ပဲပါလို့မလဲဆိုရင်ကျွန်တော်တို့မပုံတင် license ပုံတို့ပါတော့လောက်တဲ့အချိန်မှာလည်းပဲအဲ့ဒီလိုမျိုးအလင်းပေါင်မညီတဲ့နေရာတွေမှာကျွန်တော်တို့ဒီပုံစံမျိုးလေးလိုက်လုပ်လို့ရပါတယ်နော်။ Okay အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။နောက်ဗီဒီယိုမှာ ပြန်ဆုံတွေ့ကြမယ်နော်။